င်္ဂလာပါရှင့်ဒီနေ့တော့လေအာဆင်နယ်ပရိသတ်တွေရောဘောလုံးလောကမှာပါတော်တော်လေးပြောစရာဖြစ်နေတဲ့ကိစ္စလေးတစ်ခုကိုနည်းနည်းတေချာလေးပြောကြည့်ကြရအောင်ဟုတ်ကဲ့ခင်ဗျာ The Guardian မှာဖတ်လိုက်ရတဲ့ဆောင်းပါဠိတစ်ခုရှိတယ်ရှင့်အာဆင်နယ်ရဲ့အသက်အငယ်ဆုံးပွဲထွက်ကစားသမားဖြစ်လာတဲ့လူငယ်လေး Max Dorman အကြောင်းပေါ့ဟုတ်ပါတယ် Max Dorman တကယ်ကိုအန်အော်ဖို့ကောင်းလောက်ငယ်သေးတာဟုတ်ပါအသက်59နှစ်နဲ့ရက်300ကျော်ကျော်လေး ဲ့ဒီအသက်အရွယ်နဲ့အသင်းကြီးမှာပွေးထွက်ခွင့်ရတယ်ဆိုတာကတကယ်ကိုတမိုင်းဝင်မယ်နော်တကယ်တမိုင်းဝင်တာပါဒီလိုအသက်ဒီလိုအဆင့်ဆိုတာကလေအာရေချင်းတစ်ခုတည်းနဲ့မရဘူးယစိတ်တက်ပိုင်းရောပွန်ပိုးမှုတွေရောအများကြီးလိုတယ် Guardian ဆောင်ပါးကလည်းအဲ့ဒါတွေကိုတော်တော်လေးဖော်ပြထားတာတွေ့ရတယ်ဟုတ်သူ့ရဲ့နောက်ခံတွေဘလို့ဒီညာရောက်လာလဲဆိုတာတွေပေါ့နော်ဟုတ်ကဲ့သူ့ရဲ့ဘလုံးခကြီးဘလို့စားလဲမိသားစုကဘလို့လဲဆိုတာမျိုးတွေချိုးလိုက်တာပေါ့နော်ဟုတ်ပါတယ် အရင်စံချင်းရှင်ကိုမမိကြအောင်ပဲထင်ပါတယ်ဟုတ်ဘယ်သူပါလဲတူတင်းထော်ပဲလေကျက်ပေါ်တာအော်ဟုတ်တာပဲကျက်ပေါ်တာဟုတ်ပြီးခဲ့တဲ့နှစ်ကပဲသူကကာရာဘောင်ဖလားမှာပဲ16နှစ်နဲ့ရပိုင်းလောက်မှာပွဲထွက်ကီစံချင်းတင်ထားတာအခုမက်စတော်မန်ရအဲ့ဒါကိုထချိုးလိုက်တာဆိုတော့ကစားခဲ့တဲ့ပွဲကလည်းအတူတူပဲလားကာရာဘောင်ဖလားပဲလားဟုတ်တယ်သူက Brighton နဲ့ကစားတဲ့ကာရာဘောင်ဖလားတတိယဆင်ပွဲ င်းအိပ်ပွဲထွက်ခွင့်ရမယ်လို့ပထမဆုံးသိတဲ့အချိန်သူ့ပုံစံကိုအနည်းပြအော်ဒီတာပြောပြတာလေးကစိတ်ဝင်စားဖို့ကောင်းတယ်နော်ဟုတ်အဲ့ဒီတာပြောတာကသူကအယံတင်းငင်းနေတယ်ဟုတ်လားစစ်လာနေလေးကဟုတ်ပုံမှန်ဆိုဒီလိုတဲ့မျိုးကအယံအံ့ဩသွားတာတို့ပြောလုံးလို့ခွန်ပေါက်တာတို့ဖြစ်မှလေသူကကြတော့အပြုံးရေးရေးလေးပဲပြတယ်ဆိုပဲတော်တော်ရင့်ကျက်တာပဲနော်အဲ့ဒီအသက်အရွယ်နဲ့ဟုတ်တယ်ဗျအဲ့ဒါသူ့ရဲ့စိတ်သက်ကြန့်ခိုင်မှုကိုပြတာပဲ ဒီလိုဖျားမြတဲ့အခြေအနေတွေကိုကောင်းကောင်းကင်တွင်နိုင်မဲ့အရေးရောင်မျိုးပေါ့အဲ့ဒါဒီကဲတတိထောစီရပဲထီတန်းကစားသမားတယောက်ဖြစ်ဖို့ဒါကအရေးကြီးတယ်လေဒါနဲ့ဒီ Brighton နဲ့ပွဲကပွဲထက်ကစားသမားအဖြစ်ပထမဆုံးဆိုပေမဲ့အသင်းကြီးအတွက်ပထမဆုံးကစားဖူးတာတော့မဟုတ်ဘူးနော်ဟုတ်ဟုတ်အဲ့ဒါမှန်းနေ August လတုန်းကလေအဲ Leeds နဲ့ပွဲမှာလူစားဝင်ကစားခဲ့ဖူးတယ်မိနစ်နဲ့နဲ့ပေါ့အေးအော်ဟုတ်ကဲ့အဲ့ဒီတုန်းကလည်း15နှစ်ပဲရှိ ਉ မှာပေါ့ဟုတ်တယ်ပဲ15နှစ်ပဲဆိုတော့ အသင်းကြီးအတွေ့အကြုံလုံးဝမရှိတာမဟုတ်ဘူး။ဒါပဲပွဲထောက်ခွင့်ရတာကတော့ဒီဘက်ကပထမဆုံး။ဒီလောက်တည်ငြိမ်ပြီးရင့်ကျက်တဲ့ခလေးကဘလို့ပတ်ဝန်းကျင်ကလာတာလဲဆိုတာစိတ်ဝင်စားလာပြီ။စောင်းမမလည်းသူ့ရဲ့အစောပိုင်းဘွားအဲ SS နဲ့က Billery K ဆိုတဲ့မြို့လေးကသူ့ဇလံကိုပြောထားတယ်နော်။ဟုတ်ကဲ့ Billery K Town ဆိုတဲ့ club ပေါ့။သူအဲ့မှာစခဲ့တာ။ဘလို့စခဲ့တာလေသူကဘလို့အတီးထားမိထွားကြတာလေ။သူကအသက်6နှစ်လောက်မှ2005ခုနှစ်ပေါ့။ အဲ့ဒီဘီလာရီခဲရဲ့လူငယ်တဲမှာကစားနေတာဒါပေမဲ့ထူးခြားတာကသူကသူ့ရွယ်သူတွေနဲ့ကစားနေတာမဟုတ်ဘူး။ဩသူတဲ့အတန်းနဲ့ကြီးတဲ့အောက်ဆူထဲမှာဝင်ကစားနေတာကိုကင်းထောက်ဒီကမြင်သွားတာ။ချောင်းနှစ်သားလေးကကိုထကြီးတဲ့သူတွေနဲ့ကစားနိုင်နေဆိုတော့ကတာမန်မဟုတ်ဘူးဆိုတာသိထားနေပြီကော။ဟုတ်တာပေါ့။အဲ့ဒီတဲ့ကလန်ဒန်ကကလပ်အသင်းကြီးတော်တော်များများကသူ့ကိုမျက်စိကြာနေပြီ။ ဒါမဲ့ तू อ่ะအာဆနယ်ကိုပဲရွေးလိုက်တယ်ဘာလို့လဲတခြားလန်ဒန်ကလပ်ကြီးတွေလည်းရှိတာပဲအဲအရိကတော့သူ့မိသားစုလို့ဆိုတယ်ဗျသူ့မိသားစုတခုလုံးကအာဆနယ်ပရစ်သတ်စစ်တီထင်းနေလို့တဲ့ဩမိသားစုကအာဆနယ်သွေးပါနေတာကိုဟုတ်ဆိုတော့တခြား Chelsea တို့ Spurs တို့ခေါ်ပေးမယ်လေသူ့နှလုံးသားကအာဆနယ်မှာပဲရှိခဲ့ပုံပဲမိသားစုတန်ရိုးစင်ကအရေးကြီးတာပေါ့လေလန်ဒန်ဘီလီရီကေလီဝီနာတာဖရာနစ်ဟတ်ဆိုတဲ့သူကလေတော်မန်အကြောင်းပြောထားသေးတယ်နော် ။သူကဒေါ်မန်ကိုလင်းနသားလောက်ကတေးတာဆို။ဟုတ်ကဲ့။နိခတ်။သူကဒေါ်မန်ရဲ့အကြီးချင်းအပြင်စိတ်တက်ကိုလည်းချီးကျူးတယ်။ငငယ်လေးရတဲ့ကသူ့အသက်ထက်ပိုရင်းကျက်တယ်။တီးငိမ်တယ်။ဘောလုံးကိုပဲအာယုံစိုက်ပြီးအရန်ကြိုးစားတယ်ပေါ့။အင်း။ပြီးတော့တူမီသားစုအကြောင်းလည်းပြောသေးတယ်မိပါလီကအရန်လက်တွေ့ကြတယ်နှိမ်ချတယ်ရက်ရွာအတွင်းလည်းစိတ်သက်ရှိတယ်ဆိုပြီးတော့လေ ီလိုမိသားစုမျိုးကကလေးတယောက်ရဲ့အနာဂတ်အတွက်တကယ်ကောင်းမွန်တဲ့အခြေခံပဲဗျာသူမိသားစုနဲ့ဘီလာရီကေကလပ်ရဲ့ဆက်နွယ်မှုကလည်းတော်တော်လေးနဲ့ရှားရတယ်နော်သူ့ဖေယော့ကအဲ့ဒီမှာကစားသမားဟောင်းရောနီးပြရောလုပ်ခဲ့ဘူးတယ်ဟုတ်တယ်ဟုတ်တယ်ပြီးတော့ကလပ်ငွေကြီးအခက်ခဲထစ်တုံးကကေတင်ခဲတဲ့အဖွဲထဲမှာလည်းပါခဲ့သေးတယ်လူငယ်ကစားသမားလေးတွေ facilities တွေတိုးချဲ့ထားမှာလေသူအဓိကအပါဝင်ခဲ့တာဆိုတော့ ော်တော် club အပေါ်စေတနာထားတဲ့မိသားစုပဲအပြန်လာဆက်ဆံရေးတွေကိုငယ်ငယ်ကတည်းကမြင်းတွေတင်ယူခွင့်ရောက်ခဲ့မှာပဲအဲ့ဒါကောင်းလားရှင်ဆိုတော့ professional local တွေရောက်လာတဲ့အခါ तू ကပို့ပြီး alike တိနားလဲလွယ်တာပေါ့အဲ့လိုမျိုးပေါ့ပြီးတော့ domain ကိုတိုင်းကလည်း तू ရင်းမိကိုမမေဘူးယာအခု arsenal ရောက်ပါပြီမဲ့ပြီးလာရင် kit ကိုပြန်သွားတယ်နော်ဟုတ်အားလည်းဒီမှာ तू အတင်းဟောင်းကတငယ်ချင်းနဲ့လေ့ကျင့်ခန်းပြန်စင်းတယ်ပြီးလာရင် kit လူကြီးရဲ့တင်းတဲ့တော်ဝင်လေ့ကျင့်ဖို့လေဆိုပဲဟဲ့တော်လိုက်တာနှိမ့်ချတတ်တယ်နော်ဟုတ် ူကိုစပြုတ်ပေးခဲ့တဲ့နေရာကိုတံပိုးထားတာပေါ့ဒီအချက်တွေကသူကိုပိုးပြီးလေးစားစရာကောင်းစေတယ်ပြီးတော့ဘီလာရီကေလို့ကလပ်မျိုးကနေထိတ်တန့်ကစားသမားကြီးထွက်နိုင်တယ်ဆိုတာလေစိတ်ဝင်စားဖို့ကောင်းတယ်ဒေါ်မတ်မတိုင်ခင်ကလည်း Man City Man U လို့အတင်းကြီးရောက်သွားတဲ့ကလေးလေးရှိခဲ့ဘူးတဲ့ဆိုဟုတ်ကဲ့ရှိခဲ့ဘူးတဲ့အာစနယ်ကိုရင်ကလည်းဒေါ်မန်ကိုခေါ်တော့ကသူနဲ့သူဘီလာရီကေကနောက်ထပ်ကလေးနှစ်ယောက်ကိုပါခေါ်သွားသေးတယ် Noah Clements နဲ့ Mali Faro Hockte အော်ဆိုတော့ ဘီလာရီကေရဲ့လူငယ်ပြုစုပြိုးထောင်ရေးကတော်တော်ကောင်းနေတယ်ဆိုတဲ့သဘောပေါ့ဟုတ်တယ်ဗျာအဲ့ဒါ grass root football ပေါ့လေအောက်ခြေအဆင့်ဘောလုံးလောကရဲ့အရေးပါပုံကိုပြနေတာပဲ take down academy တွေကဒီလိုဒေသခံ club လေးတွေကနေပဲအရေးချင်းရှိတဲ့ကလေးတွေကိုရှာကြတာများတယ်ဟုတ်ပါကောင်းပြီအခုဘီလာရီကေကနေ arsenal ရဲ့ hill and academy ဟူရောက်သွားတဲ့အပိုင်းကိုဆက်ကြည့်ရအောင်အဲ့ဒီမှာလဲသူကသူ့အသက်သက်ကြီးတဲ့အုပ်စုတွေနဲ့ပဲကစားခဲ့ရတာဆိုဟုတ်ကဲ့ အကယ်ဒမီမှာလဲသူကထူးချွန်လွန်းလို့သူ့အသက်ထက်နက်နက်လောက်ကြီးတဲ့အသိန်းတွေမှာပဲအမြဲကစားခဲ့ရတယ်။သူ့ရဲ့နီးစနစ်ပိုင်းဘောလုံးကို နားလဲပုံဆုံးဖြတ်ချက်ချနိုင်စွာဒါတွေကသူ့ရွယ်တူတွေထက်သားနေတာပေါ့။ဒါကြောင့်လဲတိုးတက်မှုကမြန်ပြီးအသက်စလီနစ်ပြည့်ပြီးခဏလေးမှာပဲအသိန်းကြီးနဲ့လေ့ကျင့်ခွင့်ရသွားတာ။ဟုတ်တယ်။အဲ့ဒါအာဆနယ်လိုအသိန်းကြီးမှတော်ရုံလိုဖြစ်ဖူးလေ။ဟုတ်ပါ။အသင်းထဲကလူတွေကတော့သူ့ကို ဒီအသက်အရွယ်မှာမြင်ဖူးသမျှအကောင်းဆုံးထဲကတယောက်လို့သတ်မှတ်ထားကြတယ်ဆိုပဲပြီးကသူ့အတွက်တီးတန့်ပြုစုပြိုးထောင်ရဲ့အစီအစဉ်လေးလုပ်ထားတယ်နော်อืมသူ့ဘောညိုလင်းချက်ဘလောင်ကြီးတယ်ဆိုတာပြတာပဲအသင်းကသူ့ရဲ့အလားအလာကိုယုံကြည်ပြီးစနစ်တကျဘုံဖော်ပေးနေတာမကြသေးခင်ကပဲ England United နဲ့အသင်းမှာပါသွားသေးတယ်အဲ့ဒီမှာလည်းစံချိန်တင်လိုက်တယ်မို့လားဟုတ်တယ်အသက်အငယ်ဆုံးကစားသမားရောအသက်အငယ်ဆုံးကိုသွင်းသူပါဖြစ်သွားလဲတော်လိုက်တာချန်ချိန်မီဒုက္ခပြီးတစ်ခုပဲ နောက်ထပ်စံချိန်တစ်ခုက Champion League မှာစောင့်နေတယ်လို့ဆိုတယ်။အဲဟုတ်တယ်။အဲ့ဒါကတော့ဖီလာနိုင်ကြီးပေါ့။ Champion League သမိုင်းမှာအသက်အငယ်ဆုံးကစားသမားဖီလာနိုင်တဲ့ခွင့်ရရှိနေတာ။လက်ရှိစံချိန်ကဒေါမွန်ကယူဆိုဘာမိုကိုကိုဆိုတဲ့ကစားသမားက16နှစ်နဲ့17ရက်နဲ့တင်ထားတာ။ Oh သူမှအဲ့ဒီစံချိန်ချိုးဖို့အချိန်ရှိသေးတာပေါ့။ရှိသေးတယ်။ဒါပေမဲ့ဒီနေရာမှာနီးပြအားဒေတာတတိပေးထားတာလေးရှိတယ်။ ဘာများလဲရှင်ဒီလိုအရင်မြန်မြန်တိုးတက်လာတာတွေမီဒီယာကအာယုံစိုက်တာတွေမျောလင့်ချက်တယ်အဲ့ဒီဖိအားတွေကိုဒေါမွန်အင်းနဲ့ကောင်းကောင်းကင်တွယ်နိုင်ဖို့မြေကြီးပေါ်မှာခြေစုံရနိုင်ဖို့အရေးကြီးတယ်ပေါ့လူငယ်ကစားသမားတွေဒါကအမြဲတမ်းစိန်ခေါ်မှုပဲလေဟုတ်ပါတကယ်ကိုစိန်ခေါ်မှုကြီးပဲအသက်၁၅နှစ်လေးနဲ့ဒီလောက်ဖိအားတွေကများလို့နဲ့ဒါဆို အခုထိပြောခဲ့တာတွေကိုပြန်ကြည့်ရင် သူ့ကိုဒီလောက်ထူးခြားစေတဲ့အဓိကအချက်တွေကဘာတွေလို့ပြောလို့ရမလဲ။အမ်အဓိကကတော့ပေါင်းစပ်မှုတွေလို့ထင်တယ်ဗျာ။နံပါတ်1ကတော့မွေးရပါအရေးချင်းပေါ့ပါရမီပေါ့။အင်းဒါပေမဲ့အဲ့ဒါတခုတည်းမဟုတ်ဘူး။ဒုတိယကသူ့ရဲ့ရင်းချက်မှုအစောပြောလို့တည်ငိမ့်တာ။နိခတ်ပြောတဲ့သူ့အသက်ထပ်ပူရင်းချက်တယ်ဆိုတာလေ။ဟုတ်ကဲ့။တတိယကစူးစမ်းအားထုတ်မှုသူကဘောလုံးအတွက်ရမ်းလို့စူးစမ်းလုပ်တယ်လို့လူထိုင်းကပြောကြတယ်။ နောက်ပြီးတော့အရေးကြီးတာကမိသားစုရဲ့ပံ့ပိုးမှုနော် ဟုတ်တာပေါ့စေတုထအချက်ကအဲ့ဒါပဲခိုင်မာတယ်နားလည်မှုရှိတယ်နှိမ့်ချတတ်တဲ့မိသားစုရဲ့အားပေးမှုနဲ့လောင်းညွမှုဒါကသူ့ကိုလမ်းမှန်ဖို့မှာဆက်ထိန်းထားနိုင်ဖို့အများကြီးကူညီတယ်နောက်တစ်ခုထပ်ထည့်ချင်တာကသူကသူ့ဒေတာသူ့ကလဟုံကမမေ့ရပဲဟုတ်ပါအဲ့ဒါလည်းအရေးကြီးတယ်ပီလာရီကင်းနဲ့ဆက်သွယ်မှာပြတ်သားပြန်ကူညီတာတွေကသူ့ရဲ့လူသားဆောင်မှုကိုပြတယ်ခြေတော်မြေကြီးပေါ်မှာရှိနေရတယ်ဆိုတာကိုပြတယ် ဒါကြောင့်လည်းဘီလာရီကကလေးတွေတော့သူကဆံပြဖြစ်လာတာဟုတ်ကဲ့နောဇမချက်ကတော့သူကပညာရေးကိုလည်းမပစ်ပယ်ထားဘူးနော်อืมဟုတ်တယ်လက်ရှိចောင်းတက်နေတော့ GCS စာမေးပွဲတွေအတွက်ပြင်ဆင်နေစဲဆိုတာကတကယ်ချီးကျူးဟုတ်ကောင်းတယ်ဘဝကိုဟန်ချက်ညီအောင်စ조사နေတာဘလုံးတမဘဝကမနေတော့မှုလေနော်ပညာရေးရှိထားတာကသူ့အတက်ရောသူ့မိသားစုအတက်ပါအာမခန့်ချက်တစ်ခုပေါ့တကယ်မှန်ပါတယ်သူရဲ့ဘက်ဆောင်ဖြုံးမှုကိုအတင်းကတော့မိသားစုကပါယူဆိုင်ပေးနေတယ်ဆိုတဲ့သဘောပဲ ကဲအခုဆိုရင်တော့ Max Dormon ဆိုတဲ့ကျဲပွင့်လေးအကြောင်းသူ့နော်ခံသူ့ရဲ့အချင်းသူ့ကိုထောက်ပံ့နေတဲ့အရာတွေအကြောင်းတော်တော်လေးဆုံဆုံလင်းတီးခွင့်ရသွားပြီတကယ်အားတဆရာဇလန်းလေးပဲဟုတ်ကဲ့သူချုံမှုစူးစမ်းမှုရစ်ချက်မှု မိသားစု ကလက်ရပံ့ပိုးမှုအားလုံးပေါင်းစပ်ပြီးဒီလိုငငယ်ရွယ်ရွယ်နဲ့တမိုင်းဝန်အောင်မြင်မှုတွေရလာတာပေါ့အာဆနယ်တို့ရောအင်္ဂလန်ဘောလုံးလောကအတပါမျောလင့်စရာကျဲမွန်လေးပါပဲဒီဆွေးငင်းမှုရဲ့နောက်ဆုံးမှာစဉ်းစားစရာလေးတခုထားခဲ့ခြင်းနဲ့ရှင့် Max Dorman လိုရန်ထူးချွန်တဲ့ကလေးတွေငငယ်ရွယ်ရွယ်နဲ့အောင်မြင်မှုတွေရလာတဲ့အခါအဲ့ဒီအာယုံဆိုင်မှုတွေ PR တွေမျောလင်းချက်တွေကိုသူတို့ဘယ်လိုကြောဖြတ်မလဲဟုတ်သူတို့ကိုပံပိုးနေတဲ့လူတွေကတော့ဘယ်လိုဆက်ပြီးမှန်မှန်ကန်ကန်လမ်းညွန်ကောက်ွယ်ပေးမလဲဆိုတာကသူတို့ရဲ့အလားအလာအစစ်အမှန်ကိုအဆုံးဖြတ်ပေးမယ်အရေးကြီးဆုံးအချက်ဖြစ်မလားလို့စဉ်းစားမိပါတယ်ဒါကတစ်ချက်ပေါ့နောက်တစ်ချက်ကတော့လေဒီဇလန်ကဘီလာရီကီလိုအောက်ချစ်ကလပ်ပြေလို့ရဲ့အရေးပါပုံကိုပြန်ပြီးမြေသားစေတယ်လို့ထင်တယ်ရား ဟုတ်ကဲ့ဒီလို club လေးတွေအဲ့ဒီမှာစေရနာနဲ့လုပ်နေတဲ့နီးပြတွေလူငယ်တာဝန်ခံတွေမရှိရင်ဟိုထိတ်တန်း academy တွေစီမြောက်ထဲတဲ့ရေချင်းကောင်းတွေကိုဘသူကအခြေခံနေတင်ပေးရှာဖွေပေးမှလဲဆိုတော့ grassroots football ရဲ့အရေးပါပုံကိုလည်းပြန်စစ်ဆေးရဖြစ်စီတဲ့အကြောင်းအရာတစ်ခုပါပဲ